အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Rayo Audio Pod Channel လေးကနေပြီးတော့အကျိုးဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့အလူးဆောင်တဲ့ဇေဒီဆိုတဲ့ဇာတ်လမ်းလေးကို အစားအဆုံးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျမတို့ Channel လေးကိုစိုက်နေတဲ့တဲ့ဆိုရင်တော့ Like and Subscribe လေးလုပ်ခဲ့ပြီးတော့ဇာတ်လမ်းကလေးတွေတင်တဲ့အငင်းနဲ့သိရှိနိုင်မှုကြောင့်ဘေးကနိုတီခလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်အချိန်က1930ခန့်ဝန်းကျင် ။အေယဝတီတိုင်းကျုံးစုရွာကလေးတရွာမှာဖြစ်ပျက်ခဲ့ဝက်ဇလန်းလေးပဲဖြစ်ပါတယ်။ထိုရွာကလေးမှာလူဦးရေအင်ကြီးမများလှပဲမဲ့သူ့အလုပ်သူ့လုပ်ကိုယ့်အလုပ်ကိုလုပ်ကိုင်းကြရင်တတရရရှိလာတယ်။လဲရစိုက်ကျိုးရေးလုပ်ငန်းတွေတာမကတက်လုပ်တက်တိုက်တက်ခွဲအဆရှိတဲ့အစုံလင်းတဲ့လုပ်ငန်းတွေကြောင့်ထိုရွာကလေးကလည်းစီပင်ဖွံ့ဖြိုးနေခဲ့တယ်။တမနက်ခင်းမှာတော့တကြီးအိမ်မှတန်တောင်းခောက်ကရွာသူရွာသားတွေအားလုံးလာရောက်ကြဖို့အတွက်ဆင်ခေါ်လိုက်တယ် ထိုတန်တောင်းခောက်တန်ကြောင့်ရွာတွေကလူတွေကလည်းတအိမ်တယောက်နှုံးနဲ့တကြီးအိမ်ကိုအတီးတီးဥတီလာကြတဲ့တကြီးကထူးထူးခြားခြားခေါ်ရဲဆိုတော့ထူးထူးခြားခြားကိစ္စတခုတော့ရှိမဲထင်တဲ့ဟိထူးထူးခြားခြားမလုံးနဲ့တော်ရေကျုပ်အိမ်မှာထမင်းအိုးတဲခဲ့တာတကြီးနေကြောရှိရင်တော့တူတူခါခါဖြစ်နေပါဦးမယ်ထိုအခါစေကျော်သက်ကာလာသားလေးကွာတို့ဆိုသူကကြီးစိန်တို့များပြောလိုက်ရင်ရှေ့မကြည့်နောက်မကြည့်ပဲပြောအမလီကြည့်ရအောင်တကြီးကငါ့လင်မမဟုတ်တာ အဲ့ဒါကြောင့်လဲကြီးစိန်ခုလိုဂေါ်မစွန်အပြူဟိုင်းကြီးဖြစ်နေတာ။ကွာလိုကလည်းစိတ်အလွန်ဆက်ကားနှုတ်တန်းအာကျန်းလာတော့ကြီးစိန်ဆိုသူအမျိုးသမီးကြီးကိုစားနောက်ကြီးစေကမဆိုးကွင်းသားရင်ပြေးလေတော့တယ်။ထို့အခါကြီးစိန်ကလည်းတိတ်နာလေဟဲ့မသားနင်မပြေးနဲ့။ငါကမယူခြင်းလို့အပြူကြီးလုံနေတာဟဲ့မရလို့မဟုတ်ဘူးဟဲ့။ထမိန်ကြီးကိုမာရင်မာရင်နဲ့ကွာလိုကိုဖဏတ်နဲ့လိုက်ပေါက်တယ်။ငင်းရကြရသူအပေါင်းကလည်းဟာရရရှင်စည်းတိုက်ကျွေးလိုက်သည့်အလားတတော်တော်နဲ့ပွဲကြသွားတယ်။ တကြီးဦးမာကခြံဝင်းကြီးထဲမှာ30ကျော်ခန့်ရှိတဲ့ဂျွာသားတွေကစုံလင်စွာရောက်နေပြီးဖက်နက်ကလေးတွေကိုကိုစီဖင်ခုထိုင်ကအလာဘတလာဘစကားတွေကိုလည်းကျွတ်ကျွညံအောင်ပြောနေကြတယ်။တအောင်လောက်ကျော်တော့ရွာသူဂျွာသားတွေစုယုံထိုင်နေရာအရှိတတဲ့ကျွန်းအိမ်မဲကြီးလေကားပေါ်ကနေလူတယောက်ဆင်းလာပါတော့တယ်။ခေါင်းပေါင်းပေါင်းထားကပစိုးကွက်ကျဲတိုက်ပုံအင်ကြီးဆင်ဆွေရောင်ကြီးကိုဝစ်ဆင်ထားတဲ့ထိုလူကတော့တကြီးဦးမာကပဲဖြစ်တယ်။ ဥမာကကလည်းရွာသူရွာသားတွေအသိရောက်နေပြီးဖြစ်လို့၎င်းတို့အရှိမနေရယူလာရင်းနဲ့စကားစတင်ပြောဆိုရင်ချောင်းကိုတစ်ချက်နှစ်ချက်ဟန့်လိုက်တယ်။တကြီးချောင်းဟန့်လိုက်တဲ့အတန်းကြောင့်စောစောကစုံညံနေတဲ့ရွာသားတွေကလည်းမိစာကိုရင်းနဲ့ညှိလိုက်တဲ့လားညင်သက်သွားကြတယ်။ဟမ်အခုလိုရုတ်တရက်ကြီးခေါ်လိုက်ရတဲ့အတွက်အားနာမိပါတယ်။တကြီးကထို့သို့နူတဲ့ဏီတန်းပြုတ်လိုက်တော့နားထောင်နေတဲ့ရွာသူရွာသားအပေါင်းကလည်းခေါင်းတငင်းငင်းနဲ့ထောက်ခံကြတယ် အခုတခါခေါ်ရတဲ့အကြောင်းကလည်းတို့ရွာအတွက်မင်္ဂလာသတင်းလေးလို့ပြောလို့ရတယ်။ရွာအစ်စ်တဲဖို့မြို့ပိုင်မင်းရဲ့ခွင့်ပြုချက်ကျလာပြီဆိုတာပဲဖြစ်ပါတယ်။တို့အခါထိုင်နေတဲ့ရွာသားတစ်ယောက်ကရွာအစ်စ်တဲမယ်ဟုတ်လားတကြီး။ဒါဆိုရင်ကျုပ်တို့ခုနေတဲ့ရွာကလေးကထားခဲ့ရမှာလား။အဲ့လိုလေဘဲဟုတ်မလဲချက်ဖောင်းရ။ရွာတစ်တဲတဲ့ဆိုတာကရွာကလူတွေနေကျင်တဲ့လူတွေလူသွားနေရအောင်ကျဲစဲတက်မြက်နေရအောင်ပေါ့ကွာ ဆော့ဆော့ကမင်းပြောသလိုရွာပြောင်းစရာလည်းမလိုဘူး။ရွာကိုထားခဲ့စရာလည်းမလိုဘူး။တကြီးကထို့တို့ပြောလိုက်တော့ချက်ဖောင်းကလည်းခေါင်းတဆက်ဆက်ငိတ်ကပြန်ထိုင်လိုက်တယ်။ဒါနဲ့တကြီးရွာတေဖို့တည်နေရာကိုရွေးပြီးမလားဗျ။ရွေးပြီးပြီကွ။နေရာကတော့တို့ရွာတောင်ဖြားကတော့အုတ်ကလေးကိုရှင်းပြီးရွာတေရမှာ။တကြီးကထို့တို့ပြောလိုက်တဲ့စကားကြောင့်ငွားထနားထောင်လေးကြတဲ့ရွာသူရွာသားအပန်းကလည်းပါးစပ်အဟောင်းမှဖြစ်သွားကြတယ်။ဂျာအမလေး မှန်မေတယ်တကြီးဥမာကားတို့ရွာရဲ့တောင်ပြားပိုင်းကတော့ကလေးမအင်မတန်ကျန်းတယ်လို့ရွာသားတွေကအယိုးဆွဲနေကြတယ်အမှန်မှလည်းထိုတော့အုပ်ကလေးကလိုဝတ်နန်းနေမှုလို့နဲ့တည်နှက်နေတယ်တချို့ကလည်းနှက်ကြီးတယ်လို့ဆိုတယ်တချို့ကလည်းဖုံးဆိုးနေလို့ဆိုကြပြန်တယ်ထိုတော့အုပ်ကလေးတွေကိုရောက်သွားပါကအလွန်သတိထားနေတတ်ရန်လိုအပ်ပေတယ်ဒါမှမဟုတ်လေအဝင်လန်းတလန်းသာရှိပြီးအထွက်လန်းပြောက်ရပေးလိမ့်မယ်အခုရွာသူရွာသားတွေထိတ်လန့်နေရသည်မှာလဲ ထိုတော့အုတ်ကလေးမှာလူသေးတဲ့ချင်းရံဖန်ရံခါစုံမိညာတောက်စားတဲ့ချင်းစောသဖြင့်သဘာဝနယ်လုံးဖြစ်ရဆန်းတွေကိုကိုတွေ့မြင်ဘူးကြုံဘူးကြတော့ကြောင့်လည်းဖြစ်တယ်။တယောက်နဲ့ယောက်ဆိုပါကထိုတော့အုတ်ကလေးကိုထေးရှာမြစ်ချိုးမတွားရဲကြဘူး။သားကောင်ပြစ်ဖို့ဆိုရင်ဝေးစွာ။ဒါကြောင့်လည်းထိုတော့အုတ်ကလေးမှာတော့ဆီဟာအပန်းကိုတရဖူစောင်းထားတယ်။တကြီးရဲ့အခြားနေရာရွှေ့လိုက်ပါလားအဲ့တော့ကအင်မတန်နဲ့ကြီးတယ်မဟုတ်လားဟုတ်တယ်တကြီး ကျုပ်ကတော့အဲ့တော့တဲ့ကအပင်ကြီးအပင်ငယ်တွေခုတ်ထွင်းရမှာစိတ်နှစ်သက်မိုးဗျအမှန်မဲမျိုးအပင်တွေဆိုတာကနန္နာဘာဝတွေခိုနေတတ်တဲ့သကြီးရရွာသူရွာသားတွေကတယောက်တစ်မျိုးစီကန့်ကွက်ကြတယ်ထို့အခါသကြီးကလည်းခေါင်းကိုလေးလေးပင်ပင်ခါရမ်းလိုက်ရင်းနဲ့မျိုးပိုင်မင်းစီကအမိန်ကြလာပြီးဆိုတော့ကျုပ်လည်းဘာမှမတတ်နိုင်ဘူးနတ်ဖြန်သားတအိမ်တယောက်ကြတော့ရှင်းမှုလိုက်ခဲ့ပါမလာတဲ့အိမ်ကတော့ဒဏ်လဲရိုက်ခံရမယ်ကျုပ်ထိတ်တုံးကလည်းအသင့်စောင့်နေလိမ့်မယ်ဟုတ်ပလားကဲကဲကြံကြတော့ တကြီးဦးမာကလည်းအဆုံးသတ်မှာတော့သူ့ရဲ့တကြီးအာနာကိုအသုံးချကယနေ့အစည်းအဝေးလေးကိုနှိကုံးချုပ်လိုက်တယ်။ရွာသားတွေကလည်းပော့စီပော့စီလှုပ်ပြီးတော့၎င်းရဲ့လုပ်ငန်းခွင်တွေနေအိမ်တွေကိုလည်းအတိအသင့်ပြန်သွားကြတယ်။မနေ့ရောက်တော့တကြီးလည်းကာလာသားအချို့ကိုအုံပွဲငပြောပွဲတွေတင်ဆင်စေတယ်။တောရှင်းရန်အသိရောက်နေတဲ့ရွာသားတွေကလည်းပေါက်ပြားတွေအစုံအလင်ယူလာကြတယ်။တကြီးဦးမာကကတော့သူ့ရဲ့နှလုံးမျိုးတနက်ကြီးကိုလွဲက၎င်းနှက်ကြီးတဲ့စမ်းနေဆိုတဲ့တောအုပ်စီကိုခြစ်တက်လိုက်ခဲ့ကြတယ်။ တောဆာအရောက်မှာတော့တကြီးလဲအုံးပွဲငပြိုးပွဲတွေပေါ်မှာအမွေးတိုင်းဖျောင်းနိုင်တွေထွန်းပြီးတော့တောပိုင်းတောင်ပိုင်းတွေကိုဥစွာပူဇော်တောင်းပန်နေ။ဤတောဤတောင်ကိုဆောင်းမကြီးရှုနေသောတောတိုင်းတောင်ပိုင်းကြီးများကိုကျွန်ုပ်တကြီးဖြစ်သူဥမာကမှရိုသေစွာဥတိုက်တောင်းပန်အပ်ပါတယ်။သို့တို့လှုပ်ဆောင်ရမယ့်တာဝန်အရင်းလင်းကိုအဆင့်ပြေချုံးဝေအောင်ဆောင်းမကြီးရှုတော်မူပါတောင်ပိုင်းဘုဟုကြီးများခမညာ။ထို့သောလိုအပ်သည့်များကိုပြုလုပ်ပြီးနောက်မှာတော့ရွာသူရွာသားများအပါအဝင် တဇင်းဥမာကကိုရိုင်းချုံရွယ်ပိတ်ပေါင်းတွေကိုစတင် ရှင်းလင်းခုတ်ထွင်းနေထူးဆန်းစွာပဲညီသည့်အနောက်ရှမမကြုံတွေ့ရပဲတဏိတာကိုအစဉ်ပြေချုံးမွေစွာကုံဆုံးခဲ့ကြ။ကိုင်ညနေလဲစောင်းပြီဆိုတော့မင်းတို့လဲနားကြတော့ဟုတ်ကဲ့တကြီး။ပိုလူကိုရောစုံသလားအတိတ်သာပြန်စစ်ကြဟဲ့စုံပါတယ်တကြီး။အေးအေးတော်ရဲမယ်မျက်စိလဲလို့နေရင်အနေရမကင်းဘူး။ကိုင်တွားကြစို့။ဒီလိုနဲ့တကြီးတို့အဖွဲ့တွေအေးဆေးစွာပင်ဂျွာကိုပြန်ရောက်ခဲ့ကြတယ်။ တော်ရှင်းပြပြန်လာကြသူများအန္တရာယ်တစုံတရာမကြုံရခဲ့ကြတော့ကြောင့်ကျွာမှာတန်ရစ်ခဲ့တဲ့သူတွေကအံဩဝမ်းသာကြရတယ်။အပံမှာတော့ဘယ်အရာမဆိုစီးဆိုတာရှိတယ်မဟုတ်ပါလား။နောက်တနေ့မှလည်းတော်ရှင်းနဲ့အဖွဲတွေက ထိုနည်းတူပဲဘယ်အနောက်ရှက်မှမတွေ့ရပေ။ဒါပေမဲ့တတိယမြောက်နေ့မှာတော့တကြီးအေးလာပါဦးဗျ။ကြွာသားတရားမင်းအော်သံကြောင့်တကြီးဥမာကနဲ့အတူကြွာသားအချို့ကအတန်လာရာစီကိုပြေးလာလိုက်ကြတယ်။ဟဲ့ကောင်လေး၊ကွာလို့အတန်မဟုတ်လား။ ဟုတ်တယ်တကြီးဘာဖြစ်နေလဲမသိဘူးလာလာအမြန်သွားကြည့်ရအောင်တကြီးတို့ရောက်တော့အကွာတို့မှအကြောင်သားရရင်တစုံတစ်ခုကိုငေးကြည့်နေတယ်သူကြည့်နေတဲ့အရာလေးကဇေဒီငုတ်တိုလေးတစုပဲဖြစ်တယ်ဟာဇေဒီကြက်ကလေးတစုပါလားဟုတ်တယ်တကြီးဒါတို့ရွာသားတွေနဲ့ထိုက်လို့တွေ့ရတာထိုက်လို့ပူးရတဲ့ဟေမထင်မှပဲ၎င်းတို့တော်ရှင်ရင်တွေ့လာသားတွေဇေဒီကြက်ကလေးကိုဝိုင်းဝန်းဖူးမြော်ကြတယ်အမလေးဗျာ ်ချိုးစင်မှာပင်ဖိုးနေရဲ့အကြောင်းလန်တကြောင်အော်ဟဲလိုက်တဲ့အတန်းကြောင့်တကြီးတို့လည်းဖိုးနေရှိရာကိုပြေးကြရရန်နေဖိုးနေမဖြစ်တာလဲကွခိုးခိုးခိုးမတကြီးဖိုးနေလက်ညှိုးထိုးပြရာကိုတကြီးတို့လည်းကြိလိုက်တော့ကြောက်သားနဲ့ထုလုပ်ထားတဲ့ဘလူးရုပ်ကြီးကိုတွေ့ရတယ်ဘလူးယုတ်ကြီးမှာလက်ရအလွန်မြောက်လုံးလာသည်မို့လွန်စွာအတဝင်းလို့နေတယ်။ခြုံတွေရင်းကြီးတွေတွေ့တက်နေသည့်တိုင်အောင်တန်လျက်ထန်းထားတဲ့ရုပ်ထုကြီးကတကယ်ဘလူးကြီးတဲ့ဖွဲ့တောင်းမတ်စရာကောင်းလာတယ် မျက်လုံးကြီးနှလုံးကလည်းကြောက်အနေရောင်များကိုနစ်မြုပ်ထုလုပ်ထားတယ်။ဟာရုပ်စုကြီးပါကွာမင်းကလည်းအော်လိုက်တာလွန်ရောမတိဘူးလေဗျာကျုပ်ကျုပ်လည်းရုပ်ပြည့်ကြီးတွေ့လိုက်ရတော့ဖိုးနေမှာတော့အကြောက်ကမကြည်ကျင်သေးပေကဲကဲတို့တွေဒီနေ့တော့ဒီစီဒီဝင်းကျင်လေးကိုတန်ရှင်းအရင်လောက်ကြတာပေါ့ဖယားရည်တရားရည်ကအင်မတန်အေးချမ်းတကွဟုတ်ကဲ့တကြီးအေးနောက်ပြီးဟောရီဘလူးရုပ်ထုကြီးကိုလည်းတိတ်ချရှင်းလင်းတော့တင်ပြီးအမွေးနန်းသားတွေနဲ့ပူဇော်လိုက်ပါကွာ ငါအချင်းဒီပစီဒီလေးကိုစောင့်ရှောက်နေတဲ့ဘလူးကြီးချင်းနဲ့ဟိတကြီးကထိုးတော့ပြောလိုက်တော့ဂျွာသားတွေကလည်းဇေဒီဝင်းကျင်ကပိတ်ပေါင်းတွေကိုရှင်းလင်းခုတ်ထွင်ကြတယ်ဘလူးယုတ်ကြီးကိုလည်းတည်တည်ကြကြရှင်းလင်းလိုက်ကြတော့ဇေဒီပြက်လေးနဲ့တကွဘလူးယုတ်ကြီးကရုံလုံးပေါ်လာတယ်ထို့အခါမှာဘလူးယုတ်ကြီးမှာတကယ်ဘလူးစစ်ကြီးရက်နေတဲ့အလားပိုလို့ပင်ကြိတ်ကောင်းနေတယ်တနေ့လဲကုံသွားကြံမိမှုတကြီးတို့လည်း၎င်းတို့ဂျွာကိုအိမ်အပြန်ခရီးနှင်ခဲ့ကြတော့တယ် ထို့တော့အုပ်ကလေးထဲမှာဇေဒီပြက်တစုပေါ်လာတယ်ဆိုတဲ့သတင်းကလေးကဥမာကားတို့ရွာမှာတမကအနီးအပါးရွာတွေကိုတခဏချင်းပြန့်နှံ့သွားလေတော့တယ်။နောက်တစ်နေ့မှလည်းထိုဇေဒီကလေးဝင်းကျင်မှာတန့်ရှင်းလုံရင်းနဲ့အမလေးညှက်စွာဖေးရဘလူးယုံနာမှာတန့်ရှင်းလုံနေတဲ့ဖိုးထောင်ကထအော်ပြန်နေ။ဟိုက်ကောင်ဖိုးထောင်ဘာချစ်ပြန်တာလဲကွ။တကြီးတကြီးဘလူးဘလူးယုံကြီးကနဲ့တောင်ခတ်တယ်ဗျ။ဖိုးထောင်ရဲ့စကားကြောင့်စားရသူများကဟင်ကနေဟာကနေထစ်ကုန်တော့တယ်။ တကြီးလေးဘလူးယုတ်ကြီးကိုတတိချာချာကြည့်လိုက်တော့ပကတိငိမ့်လေးအသားပဲဖြစ်နေတယ်။ဒီကောင်ဆော့ဆော့ဆီဆီတောက်ထားပြန်ပြီချင်းနဲ့အယုတ်ကြီးကဘလို့လို့မျက်တောင်ခတ်မတော့မှ။ကဲကိုအလုတ်ကိုပြန်လှုပ်ချေကြတော့။တကြီးကထို့တို့ပြောနေတုန်းရှိသေးတယ်။ဘလူးယုတ်ကြီးကိုကြည့်နေတဲ့တာလာကပါ။ဟာမျက်တောင်ခတ်တယ်ဟေ့။တကြီးတို့လည်းထို့ဘလူးယုတ်ကြီးကိုကြည့်လိုက်ကြတော့အမှန်မင်းဘလူးယုတ်ကြီးမှာမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ပြနေတယ်။ ကျောက်သားနဲ့ထုလုပ်ထားတဲ့ထိုဘလူးရုပ်ကြီးကမျက်တောင်ခပ်ပြသည်လောက်ထူးဆန်းသောဖြစ်ရင်အဖေမှရှိလိမ့်မယ်လေ။ကဲဒီဇေလီကြက်လေးကအတော်တကိုးကြည့်တယ်ဟဲ့။အဲ့ဒီတော့မင်းတို့တွေလည်းဒီအနီနာဝင်းကြီးမှမတင်ဒေါ်လာတွေမလုတ်ကြနဲ့။ကြားလား။အပေါ်အပားတွေလည်းမစင်မစင်မစွန့်ကြနဲ့။ဆေးရည်တိုင်းထားတာတွေလည်းမလုံမိကြစေနဲ့ဟုတ်ပလား။ဟုတ်ကဲ့ပါတကြီး။ထိုကဲ့သို့သောဖြစ်ရတွေကြောင့်တကြီးသားမကရွာသူရွာသားတွေကလည်းထိုဇေလီကလေးနဲ့ဘလူးရုပ်ကြီးအပေါ်ကိုကြည်ညိုတော့ဝင်လာကြတယ်။ ဘလူးယူကြီးမျက်တောင်ခတ်တယ်ဆိုတဲ့သတင်းကလည်းတစတစအကြီးထွားလာတယ်။အစည်းအဝေးကတော့ဇေဒီတက်ကလေးနဲ့အတူဘလူးယုတ်ထုကြီးကိုမိုးမှန်နေကြတဲ့အကြောင်းကိုတဖက်ရွာကတိုက်စီယာဥဖုံးမောင်ကတယောက်စကားတယောက်နားနဲ့ကြားလိုက်ရတယ်။တိုက်စီယာဥဖုံးမောင်ကအသက်50ဝန်းကျင်ခန့်ရှိတဲ့ဝါရင်တိုက်စီယာတဦးလည်းဖြစ်တယ်။ဒါကြောင့်ဥဖုံးမောင်လည်းသူ့တပည့်တွေဖြစ်တဲ့ဇာမနီနဲ့ညိုကြီးကိုခေါ်ကား"ကဲဇာမနီနဲ့ညိုကြီးရေငါတို့အလုပ်တစ်ခုရထားတယ်" ဘာများလဲဆရာကြီးရဲ့ကိုဘက်ရွာကတောအုပ်ထဲမှာဖျားပြတ်တိုက်တစ်ခုရှိတယ်။အမတိုက်တူးဖို့မင်းတို့နှစ်ယောက်ရဲ့အကူအညီငါလိုတယ်။စိတ်ချပါဆရာကြီး၊ကိုညီဖို့အသက်မှာပဲ။ဆရာကြီးရဲ့ကျေးဇူးတွေကအကျုပ်တို့အပေါ်ဆက်မကုံအောင်များလို့ပါတယ်။အေးတိုက်တယ်။အဲ့ဒါကြောင့်လဲငါမင်းတို့ကိုခေါ်တာ။ငါပါတဲ့ပွဲတိုင်းမင်းတို့ပါရမှာပဲ။လာမယ့်လာကွယ်နေကြမှာလုပ်ငန်းစားကြမယ်။တကုတ်တတိထားရမှာကဒီတခါတိုက်ကရှေးဘရင်တွေတဲ့ထားတဲ့စီဒီဆိုတော့မင်းတို့လည်းတတိထားကြရမယ် ပြင်စရာရှိတာပြင်ထားကြတပည့်ကြီးတို့ဒလုံးနဲ့အစိမ်ကတရွတ်ရွတ်ကုန်သွားတယ်။လောက်ွယ်နေရောက်ဖို့တရက်ပဲလိုတော့တယ်။ဥဖုံးမောင်နဲ့တပည့်နှစ်ယောက်ကလည်းတစည်းဥမာကရဲ့ရွာကနေအတိတယောက်အိမ်ကိုအတွေ့အကြုံရှိသူပြီးပြီးတရက်သားလာရောက်တဲ့ခိုးကြတယ်။တစည်းတို့မှာတော့၎င်းတို့ရဲ့တာဝန်အရာတနေ့တနေ့တော်ရင်လိုက်တာအချိန်ကုန်နေကြလေတယ်။သူစန်းစွာနဲ့ထိုလောက်ွယ်နေမတိုင်ခင်တရက်မှာဘလူးရုပ်ချူကြီးရဲ့မျက်လုံးကနေ သွေးငှက်ရည်တွေစီးတနေတာကိုတကြီးငယ်တကွရွာသားတွေထူထူဆန်းဆန်းတွေးလိုက်ကြရတယ်။ထုံးနစ်ကတိုက်တိုက်ဆိုင်ဆိုင်မင်းရွာဦးကျောင်းမှဆရာတော်လဲပါလာသည်မို့ဘလူးမျက်လုံးကသွေးငှက်ရည်တွေစီးကြနေတယ်ဆိုတာမကောင်းတဲ့နမိတ်ပဲတကားကြီးတို့ရေဟုတ်ကြီးအထင်ဒီနေရာလေးမှာတခုခုဖြစ်အောင်တော့မယ်ထင်နေဟိဆရာတော်ထို့သူပြောလိုက်တော့ဂျွာသားတွေကလည်းထိတ်လန့်သွားကြတယ်။အာဖြစ်မယ်မသိတော့တဲ့သူတို့ရဲ့အနေနဲ့ကြောက်ရောက်တော့မယ်အထင်နဲ့တောက်လန့်နေကြရတယ်။ ကားကြောင့်လည်းတနေကုန်နဲ့တိုင်အောင်သူတို့အားလုံးဘာလို့မှမမေ့ရရမလုံနိုင်မဲ့လက်မိုင်းကြနေကြရတယ်။ဆရာတော်ကြီးကလည်းဈေးဒီပပတ်လေးကိုမြစ်တာတုတ်တွေရုတ်ဖန်ရင်းနဲ့ရွာလေးနဲ့တကွရွာသူရွာသားတွေဘေးမတည်ရမခစေဖို့အတွက်ဆူတောင်းလို့သာနေနေရတော့တယ်။တကြီးတို့ရွာပြန်ရောက်တော့အိမ်သူမယားတွေကိုထိုအကြောင်းပြောပြကြပြန်တော့လေအလားတူပဲဆိုရင် ထိတ်လန့်ကုန်ကြတယ်။မီလုံးတို့ရှင်းနေတဲ့ဈေးဒီကိုစောင့်နေဘလူးရုပ်ကြီးကသွေးမျက်ရည်တွေစီးကြနေတဟာ အလိုတော့ကြုံမပြောဘူးလားအဲ့တော့အဲ့တောင်ကတော့ပတ်သက်လို့ကောင်းတာမဟုတ်ဘူးငါတို့လည်းတကြီးအမိန်ကိုမလွန်ဆန်နိုင်လို့ပါဟာဆရာတော်ကြီးကတခုခုမကောင်းတာဖြစ်တော့မယ်ပြောတယ်ဖယားဖယားတော်သေးလို့ဖယားဖယားတော်သေးလို့ကတော့အတုတ်ကြီးကလေးနှစ်ယောက်နဲ့မုံဆိုးမှချစ်ကြံရတော့မှာပဲရှင်ထပ်မသွားပါတော့နဲ့လားအေးငါလည်းစဉ်းစားပါဦးမယ်အခုငါတို့လုံနေတာကအဖို့တို့အလုံးမဟုတ်တာသူတော်ကောင်းကိုနှကောင်းဆောင်မှမှာပါမိမရဲ့ ဒလိုနဲ့မကြုံလာသေးတဲ့အဖြစ်စိုးတွေကိုအားလုံးထပ်တူထမြဆိုရင်ထိတ်လန့်နေကြရတယ်။တကြီးအိုတိုင်းကလည်းဆရာတော်ကြီးရဲ့စကားကြောင့်စိတ်ထဲမှာမတင်မကျဖြစ်ခါညာဘက်တွေပဲအိမ်မပြောနိုင်ရှိခဲ့တယ်။တစ်ဖက်မှာလည်းတိုက်ဆရာဦးခုံးပါတို့အဖွဲကတော့၎င်းတို့ရဲ့အကျင့်အစီကိုအကောင့်တဲ့ဖော်ရန်အသည့်အနေထားကိုရောက်လို့နေပါတော့တယ်။လကွယ်ညာတို့ရောက်တဲ့အခါမှာမကောင်းဆိုးဝါးမိစ္ဆာတွေရဲ့တကူးကြီးမားတဲ့အချိန်အခါသမိတ်ရလဲထစ်တယ် လာဝယ်ညဖြစ်သည်မို့ပဝင်းစင်ကအမောင်တို့ကြီးစိုးမင်းမုံနေတယ်။ထို့အချိန်မှာပင်ဥမာကားတို့ရဲ့ရွာတောင်ဘက်ဖျားကတော့အိုစီကိုရှောက်တယ်လာတဲ့လူသုံးယောက်တွေ့လိုက်ရတယ်။၎င်းတို့ကင်ဆိုင်ထားတဲ့မိတုံငယ်ကလေးတွေမှာအလင်းရောင်ကြောင့်ထိုလူသုံးယောက်မှာဥဖိုးမောင်တို့ဆရာတပည့်တွေဖြစ်ကြောင်းမှမကသူတို့ရဲ့မျက်နာထက်ကလောဘဇောအရေးရောင်တွေကိုလည်းချင်းနေရှာရှာတွေ့နေရတယ်။အမှန်မင်းတို့သုံးယောက်မှာအကျန်အစီတိုင်းတော်ရဲကဇေဒီတက်ကလေးကိုလာနေကြခြင်းဖြစ်တဲ့ တယောက်လောက်အကြာမှာတော့တိုက်စီယာဥပ္ပမနို၃ယောက်စီဒီတက်ကလေးရဲ့ပရဝံအတွင်းကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာတော့တယ်။အစိန်ကည၁၂ရင်းလင်းကျော်လို့နေပြီးဥပ္ပမလည်းကောင်းရင်ကိုကြည့်ကအခုပဲလို့ပြောရင်းနဲ့အသိဉာဏ်လာတဲ့ကျိုးနဲ့၄တောင်တရန်စီးချထားလိုက်တယ်။ပြီးတော့ကတော့ပွဲတစ်ခုပေးက only ပေါ်မှာဖျောင်းနိုင်တိုင်ကိုထွန်းလိုက်တယ်။သူဖျောင်းနိုင်ရဲ့မီးရင်းရောင်ကြောင့်ဇေဒီဝင်းစင်ကလေးကအတော်ပဲလင်းထိန်သွားတယ်။ကဲတပည့်ကြီးတို့ မင်းတို့ကအရင်ကတည်းကငါနဲ့လိုက်ဖူးတဲ့လူတွေမို့လို့ထွေထွေထူးထူးတော့မားစရာမရှိဘူး။တစုံတစ်ခုဖြစ်လာရင်လည်းဟာမပြအလုံးဆက်လုပ်ကြငါတယောက်လုံးရှိတယ်ဟုတ်ပလား။အရေးကြီးတာကစီးမပေါက်ဖို့ပဲ။နောက်တစ်ခုကဒီတိုက်ကအရင်တိုက်တွေလို့ဥစ္စာဆောင်တွေတစီတွေဆောင်တာမဟုတ်ဘူး။ဘလူးဆောင်တာ။အဲ့ဒီတော့မင်းတို့တွေတတိကြီးကြီးထားမှတော့ကကြမယ်ဟုတ်ပလား။စိတ်ချပါဆရာကြီး။ဇာမဏီနဲ့ညိုကြီးလည်းထို့တို့သာဂရိပေးလိုက်တယ်။ သူတို့ရဲ့မျက်နှာမှာတော့ချွေးသည်ချွေးပေါက်တွေကတွဲလဲခိုးနေတဲ့ကြောင်လန့်တတ်သောခံစားချက်ရှိတဲ့ပုထုဇဉ်လူသားများပဲမဟုတ်ပါလားသူတို့လည်းပေါက်ကြားတယောက်တလက်စီကင်ထားရင်းနဲ့ဥဖုံမောင်ရဲ့အမိန့်ပေးမဲ့အချိန်ကိုစောင့်နေကြတယ်တယ်အောင်လောက်အကြာမှာတော့ဥဖုံမောင်ကလည်းတူးတော်လိုအမိန့်ပေးလိုက်တယ်ယိုကြီးယိုနှစ်ယောက်ကလည်းစတင်တူးဆွားကြတယ်အိုက်စီယာဥဖုံမောင်ကတော့ကတော်ပွဲအနီမှာတင်မလီငွေထိုင်ရင်းနဲ့ဂါရာတပုတ်ကိုထိုင်ကရင်ကြကြရုတ်ဖတ်နေတယ် ဥပုံမောင်ကလာဆရော့လိုက်တာနဲ့ကြပြိုင်နဲ့လေပြင်းတွေကလည်းတဝူးဝူးတဝုံးဝုံးနဲ့တိုက်ထလာတော့တယ်။ဥပုံမောင်ကထိုးညိထားတဲ့ဖျောင်းနိုင်က လုံးဝငြိမ့်မသွားပဲ။လေပြင်းများတိုက်နေတော့လဲသာမလီနဲ့မျိုးကြီးကတော့ဒေါ်ဂျီတွေတတတော့ကြနေတယ်။ည7:00နာရီတိတိအချိန်ရောက်မှာတော့ညကြီးတွေကနေအလင်းရောင်တွေဖြာထွက်လာကရွှေဝိုးကြီးတစ်လုံးပေါ်လာတယ်။ဟာဆရာကြီးပေါ်ပေါ်လာပြီဗျ။စတူတာစတူ ။ဦးပုံမောင်ကလည်းထို့သို့ပြောရင်းနဲ့နှခမ်းလုံယုံမြကားရာတွေကိုတရဆက်ရုတ်ခတ်နေတယ်။တခဏအကြာမှာတော့စောစောကအလင်းရောင်တွေကတပြေးပြေးမိန်သွားတယ်။အုံးလေးပေါ်မှာထုံးထားတဲ့ဖျောင်းနိုင်ကလည်းဟုတ်ကနေငိမ့်သွားတယ်။သစ်ပင်ကြီးများကလည်းဘင်းညာရင်းထိုးလာကမကောင်းဆိုးဝါးကောင်းကြီးများကနေတင်းနေထင်နေတော့တယ်။ဟာဟာဟာ။ဆက်ကျဲဆိုသလိုပင်တောက်မှတ်ဖွယ်ကောင်းလောက်အောင်ရေတန်ကြီးတစ်ခုမှတောပောင်ဝင်းကျင်တစ်ခုလုံးဖုံးလန်းသွားတယ်။ ။မြို့ကြီးကလည်းပေါက်ပြားကင်ထားတဲ့လက်တွေတဆက်ဆက်တုံရင်လန်ကဆရာကြီးဆရာကြီးတို့တို့သားအော်နေလေတော့တယ်။ပိုက်ဆရာဦးဖုံမောင်ကလည်းမျက်နာပြက်ရွေ့နေတယ်။လေတွေကလည်းတစတစပို့ပြီးကျင်းထန်လာပြီးတော့၎င်းတို့ရဲ့လေးတောင်စီအပြင်ဘက်ကနေလူရင်ကဒန်းအရာကြီးတစ်ခုကဟိုမကြီးကြီးမဟိုကြေးလွားနေသည်ကိုမြို့ကြီးနဲ့ဇာမနီတွေ့လိုက်ရတယ်။ဟဲ့ဘသူလဲ။အိုက်ဆရာငမိုက်သားတွေအသေးစိုးနဲ့တွေ့ရမယ်။ ထိုအတန်ကြီးကိုတားလိုက်ရတော့သူတို့သုံးယောက်လုံးကောင်းမွေးတွေထောက်သွက်သွားတယ်။ဥပုံမောင်ကလည်းဟန်မပြက်ကားရာကိုညွတ်ရင်းနဲ့စီးပြင်းကိုတယောက်မှမထွက်နဲ့။ယိုကြီးမှာတော့ကြောက်လွန်းလို့လူကမူးလေကျင်းနေတယ်။ထိုစင်မှာပဲစီးဝိုင်းအပြင်ဘက်ကနေပြီးတော့မဲမဲသဏ္ဍန်ကြီးကယိုကြီးနာတစိန်တို့ပြေးကလာလေတယ်။အနားရောက်တော့မှညိုကြီးကလည်းဟာဘလူးကြီးဘလူးကြီးလက်ချဲကပေါက်ပြားကိုပြစ်ချပြီးတော့စီးအပြင်ဘက်ကိုတစိန်တို့ပြေးတယ်။ဆရာကြီး စီးပေါက်သွားပြီဗျ။ဇာမနီကကြောက်လန့်တာအော်ဟစ်ပြစ်လိုက်တဲ့ဘလူးကြီးကတော့ညီရဲတဲ့မျက်လုံးလေးအစုံနဲ့တန်လျာကြီးကိုဝင့်ငါသဟာဟာရှင်မောနေနေတယ်။စီးအပြင်ဘက်ကိုရောက်လာတဲ့ညိုကြီးကို၎င်းရဲ့တန်လျာကြီးနဲ့တိကနေပိုင်းချပလိုက်တော့တယ်။ညိုကြီးရဲ့တောင်မဖွဲရအော်ဒန်ဇိုးကြီးကတော်ဝင်းကျင်းရဲ့ဒိတ်ဆိတ်ချင်းကိုထိုးခွင်းလို့သွားတယ်။ဥပုံမောင်ကလည်းအခြေအနေမကောင်းတော့သေးမှုနေရာမှထကအရင်အတားအစီများလုံးမဲ့ကြံတော်လဲနောက်ကျသွားပြီ။ ဇာမနီနဲ့ဦးဖုံမောင်ကလည်းကြောက်ဘလူးကြီးရဲ့တန်လျက်စာမိသွားကနေရမှာပဲအတုံအယုံလဲကြငင်းသက်သွားတယ်။တိုက်ဆရာလောပါသားဦးဖုံမောင်တို့ဆရာတပည့်စသိန်းငန်းကတော့မရှုမလားနဲ့အဆုံးသက်သွားကြတော့ရင်ဆော့ဆော့ကဘလူးကြီးကလည်း၎င်းရဲ့မူလနေရာကိုပြန်ရောက်သွားပြီးတော့ဘဂတိတောက်ရုပ်ကြီးတပွင့်ငင်းသက်သွားလေတော့ရင်နောက်တနေ့မှာတော့တကြီးဦးမာကတို့အဖွဲ့တွေတောက်ခုတ်ဖို့ရောက်လာချိန်မှာတော့ ဈေးဒီချင်းရင်းမြေကြီးပေါ်မှာအသက်ပြောင်နေတဲ့ဥဖုံမောင်တို့ဆရာသမီးကိုတွေ့လိုက်ရတယ်။ဟာဘသူသွက်ပေါ်တာလဲမသိဘူး။ဟုတ်တယ်တကြီးရေဒီမှာအုံဝင်းကပြောပွဲတွေကိုကောက်ပြားတွေကိုပဲဗျ။ထို့အခါရွာဦးကျောင်းဆရာတော်လည်းခေါင်းကိုတွင်တွင်ရဲရဲနဲ့အိမ်လောဘသားတွေရဲ့ဏိကုံအဆုံးသက်ကတော့မရှုမလပါလား။တပ်ပေတတကမ္မတကားပါပဲ။ဝဇက်ကနေထိုးသွင်းမရင်နဲ့မြစ်သားတို့ကရုတ်ခတ်တရေစဲနေလိုက်တယ်။တကြီးရေဒီမှာလာကြည့်ပါဦးဗျ။ တောင်လထိုတို့အတန်လန်းပြူလိုက်တော့ငကြီးတို့လည်းအပြေသွားလိုက်ကြတယ်။ဆိုးစန်းစွာနဲ့ပဲဘလူးကြီးထမ်းထားတဲ့တန်လျက်ကြီးကသွေးစိမ်းများချင်းချင်းနေနေအောင်ဆုံးထင်းနေသည်ကိုထိတ်လန့်ပွဲရာတွေ့လိုက်ကြရတော့တယ်။လူလေးဟင်ဘသူလဲဒီစုံတယောက်ရဲ့ခေါ်တန်းကြောင့်ငကြီးဦးမာကလည်းထိုင်နေရမထကပဝင်းကျင်ကိုဝေးဝိုက်ကြည့်လိုက်တယ်။သူအခါဝက်ဖြူစင်ကျင်းနဲ့အပိုးတအူးကိုတွေးလိုက်ရတယ်။သူ့အပိုးကြီးကစပင်အရှိကြီးကိုကြာနာစွာထုံးတင်ထားပြီးတော့ တောင်မွေးကြီးတချောင်းကိုကင်ထားတယ်။မုတ်စိတ်ကျင်ဆွဲတွေကလည်းရှင်လျာလွန်းတီမို့ဘိုက်အထက်နားတို့ပင်ရောက်နေလေတယ်။တကြီးဥမာကကလည်းထိုအဖိုးကြီးကိုမြင်မြင်ချင်းကြည်ညိုမိတီမို့လက်အုပ်ကလေးချီကပြောပါအဘတုံးုံသေးကဇီဒီကလေးကိုပြုတ်ပြင်းမုံမှန်မှာငါမြေးတို့ကောင်းကျိုးချမ်းသာအဝဝကိုခံစားကြရမယ်။ဟုတ်ကဲ့ပါအဘတကြီးကထိုတို့ပြောလိုက်တော့ထိုအဖိုးကလည်းကောင်းတဆဆက်ညိမ့်ကအိမ်ကြရတာဝမ်းသာတယ် ငါမြင်းလေးစမ်းစမ်းမာမာနဲ့အသက်ရှည်ရှည်နေနိုင်ပါစေအဖလည်းသွားအောင်မေတကြီးဦးမကရဲ့အရှိကမျက်စိတမိတ်အတွင်ပြောက်ွယ်သွားတယ်တကြီးကလည်းထိုသူတော်စင်ကြီးရဲ့အမည်နာမကိုပင်မသိလိုက်ရသည်မို့နှုတ်မတွတ်တွတ်အခွန်ရင်လန့်လို့လာရလေတော့တယ်အလိုငါအိမ်မက်မက်နေတာပါလားတကြီးဦးမကလည်းထိုသူတော်စင်ကြီးအကြောင်းစင်ကားကစင်စားကမနှက်ဘိုးစစ်စင်လင်းခဲ့လေတော့တယ် သူရဲ့စိတ်ထဲမှာလည်းထိုစီဒီပြက်ကလေးကို အပီးသက်ပြုပြင်မိုးမှန်မယ်ဆိုတဲ့စိတ်ကလည်းခိုင်ငဲစွာကိန်းအောင်သွားလေတော့တယ်။နောက်တနေ့မှာတော့တကြီးလဲရွာသူရွာသားတွေနဲ့တိုင်ပင်ကထိုစီဒီပြက်ကလေးကိုငုံပြီးတော့ကိုးတောင်ပြည့်ဇီနီတော်ကြီးအဖြစ်တည်ထားလိုက်တော့တယ်။ထိုစီဒီကြီးတည်လိုက်တဲ့အချိန်မှာစပြီးတော့တကြီးဥမာကားတို့ရွာကလေးကလည်းရခင်ငါထပ်ပင်အစများစွာစီပင်ဝါပြောတာရလာခဲ့တယ်။တကြီးကိုယ်တိုင်ကလည်းမြို့ပိုင်မင်းထံကနေ ဘုံဒွန်းဆောင်စုတစိမ့်များစွာကိုရကဂုံတရေအရှိဆုံးတကြီးတစ်ဖြစ်လဲရွာသူရွာသားတွေရဲ့စိတ်ခင်လေးစားရတဲ့တကြီးတစ်ယောက်အဖြစ်မိသားစုနဲ့အေးချမ်းစွာနေထိုင်သွားနိုင်တော့တယ်။ဒီခုအခါမှာတော့ထိုဘလူးဆောင်းတဲ့ဇေဒီကလေးရဲ့အမည်မှာဒီလုံးချမ်းသာကျူးဝန်းဆူတောင်းပြီးအစီအတော်ကြီးအဖြစ်ဇနီးထက်တိုင်းတပ်ပေးစွာတည်ရှိနေလေတော့တယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်။ဆုံးငယ်ထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့အယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်။ 到刚样的，能吃下我自